မင်္ဂလာပါ BBN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Green Day မျိုးသားကာကွယ်တပ် KNDF နဲ့တူဆေးရနာရှင်အမြင့်ဖြတ်မဲ့ဆုံးဖြတ်တိုက်ပွဲတွေမှာဟန်ကျဲညီညီလက်တွဲတိုက်ပွဲဝင်ဖို့အသိရှိကြောင်းပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးကအတည်ပြုပြောကြားလိုက်ပါတယ်။2025ခုနှစ်မေလ31ရက်နေ့မှာကြာရောက်တဲ့ Green Day မျိုးသားကာကွယ်ရေးတပ် KNDF တပ်တီထောင်ချင်း၄နှစ်ပြည့်အခမ်းအနားသို့တဝင်းလွာပေးပို့ရာမှာ မန္တလေး PDF ကထည့်သွင်းပြောကြားလိုက်တာပါ။ Green အမျိုးသားကာကွယ်ရေး DEF KNDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာကာလကြာချီချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးခေါင်းတွေရှိကြောင်းနဲ့စစ်အာဏာရှင်အမြင့်ပြတ်မဲ့အဆုံးဖြတ်တိုက်ပွဲတွေမှာဟန်ကျဲညီညီတိုက်ပွဲဝင်သွားဖို့အသင့်ရှိကြောင်းအတိပေးပြောကြားထားပါတယ်။ KNDF ကမျိုးသားဒန်းတူရေးကိုပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ Federal Democracy ရေးအတွက်တိုင်ရင်35ရေးနဲ့ ယူဟာကိုကူဖွဲ့စည်းပြီးအသက်သွေးချွေးတို့ကိုစတဲ့ပြီးဒီဇိုင်းမတ်မတ်တိုက်ပွဲဝင်နေတာကိုအလေးအနက်ဦးညွတ်ဂုံပြူချောင်းဖော်ပြထားပါတယ် KNDF မှဥဆောင်သူတွေတပ်ဖွဲ့ဝင်တွေရဲ့စွန့်လွတ်ပိတ်ဆက်ပြီးရရှိလာတဲ့နိုင်ငံရေးစီရေးအောင်မြင်မှုတွေဟာဂရီနီပြည်နယ်ဂရီနီလူထုတွေတာမကຫນွေဦးတော်လန်ရေးတစ်ခုလုံးအတွက်ပါအလွန်အရေးပါတဲ့သမိုင်းမှတ်တိုင်တွေဖြစ်တယ်လို့မန္တလေး PDF ကအတိအပြပြောကြားထားတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဆင်းရဲနာရှင်အမြင့်ပြည့်မဲ့တိုက်ပွဲကိုအားလုံးတက်ညီလက်ညီစူးစမ်းသွားကြမယ်ဆိုရင်မကြခင်အောင်မြင်မှုပန်းနိုင်ကိုရောက်ရှိတော့မှာဖြစ်ပြီးတိုက်ပွဲကိုအောင်မြင်အောင်ရကုတ်ကြခဲဆက်လက်တိုက်ပွဲဝင်ကြဖို့တိုက်တွန်းကြောင်း KNDF ဒုစီဦးစီးချုပ်မာဝီကပြောကြားလိုက်ပါတယ်ဆင်းရဲနာရှင်တဆိုးရှင်နေသည်ကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့ဟာဘယ်တော့မှကောင်းကောင်းမွန်မွန်ငြိမ်ငြိမ်ချမ်း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 သာသာမနေရဘူးဆိုတဲ့အခြေအနေတစ်ခုကိုလည်းကျွန်တော်တို့နှလုံးသားထဲမှာခေါင်းထဲမှာအမြဲရှိဖို့လိုပါတယ် ။ဒါကြောင့်မလို့ဒီတိုက်ပွဲကိုအောင်မြင်အောင်ဂျကုတ်ဂျက်ခဲဆက်လက်ပြီးတော့တိုက်ပွဲဝင်ကြဖို့လဲတိုက်တွန်းလိုပါတယ်အားပေးလိုပါတယ်။ကျွန်တော်တို့အားလုံးတက်ညီလက်ညီကြိုးစားသွားမယ်ဆိုရင်တော့မကြခင်အောင်မြင်မှုပန်းနိုင်ကိုကျွန်တော်တို့ရောက်ရှိတော့မှာဖြစ်တယ်လို့ KNDF ဒုစီဦးဒီချုပ်မာဝီကတက်တီထောင်ချင်း၄နှစ်ပြည့်မှာပြောကြားခဲ့ပါတယ်။တော်လိုင်းရင်ခီးကိုလေရင်ဘုံတန်လက်နဲ့ကြီးတန်စည်ရန်တန်ချန်းကနေကြံ့ကြံ့ခံပေးပြီးကုညီထောက်ပံ့ပေးတော့ပြည်သူလူထုတရက်လုံးကိုလည်း အထူးကျေးဇူးတင်ရှိပြီးမှတ်တမ်းတင်ဂုဏ်ပြုကြောင်းကိုလည်းအတိပေးပြောကြားသွားပါတယ်။လူထုသာမရှိရင်ဒီနေ့ဒီချိန်မှာကျွန်တော်တို့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။အဲဒါကြောင့်လူထုကိုလည်းတက်ထီတောင်ချင်း၄နှစ်ပြည့်ခမ်းနားမှာအထူးတလည်းကျေးဇူးတင်ရှိကြောင်းဆက်လက်ပြောကြားသွားပါတယ်။မကြခင်ရောက်ရှိလာတော့မယ့်ကာလတွေမှာလက်ထဲမှာဂန်းတွေကင်ထားတာမဟုတ်ဘဲပန်းတွေကင်ထားကြပြီးတော့တိုင်းပြည်အသစ်တစ်ခုလူမှုအတိုင်းဝိုင်းအသစ်တစ်ခုမှာပြန်ဆောင်ကြမယ်လို့လေ KNDF ဒုစီဦးစီးချုပ်မာဝီကထည့်သွင်းပြောကြားသွားပါတယ်။ ောက်ထပ်သတင်းတပုတ်အနေနဲ့မန္တလေးတိုင်းမြင်းညံခရိုင်တောင်သာမြို့နယ်တောင်သာမဝဲလောင်တို့စစ်ကူထွက်လာတဲ့စစ်ကားနှစီးကိုဂျားဖြတ်တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီးတဦးမှာအရှင်ဖမ်းမိခဲ့တယ်လို့တောင်သာမြို့နယ်ပကဖကဒီနေ့ထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်သား30ခန်းပါကားနှစီးနဲ့ထွက်လာတဲ့အဖွဲ့ကိုမေလ29ရက်နေ့ကသတင်းအရလမ်းမိုင်းတနေရာမှာဖြတ်တောက်တိုက်ခတ်ခဲ့ရာစစ်ကောင်စီဘက်မှနှစ်ဦးသေဆုံးပြီးတဦးအရှင်ဖမ်းမိကထိခိုက်ဒဏ်ရာရရှိသူလဲများပြားကြောင်းသိရပါတယ် ဆိုပါတိုက်ခိုက်မှုအပြီးမှာ G4 အမျိုးအစားတနက်တလဲကာဒစီ 5.56G 328တောင် G3 G 468တောင်60မမဘုံသီး6လုံး RPG R7 တစ်ခု Icon တစ်လုံးလက်ပစ်ဘုံ2လုံးကြည်ပေါက်10ခုတို့ကို30ရရှိတယ်လို့လည်းသိရှိရပါတယ်။တောင်သာမြို့နယ်ပကဖဟာကိုမြင့်သောအညာမြေ operation ဖြင့်ဒေတာတွင်မိဖက်ဒေါ်လာရင်းမဟာမိတ်အဖွဲ့တွေနဲ့တူစစ်ကောင်စီအခြေချစခန်းတွေနဲ့ ဂိတ်ချတက်ဆွဲထားတဲ့နေရာတွေကိုတိုက်ခိုက်လိုက်ရရှိတာဖြစ်ပါတ